လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေ Champions League Round of 16ဒုတိယကြိုးဖြင့် Liverpool နဲ့ PSG ကိုရှင်ပိုင်ကစားမဲ့ပွဲအတွက် ပရီပရီဗျူးပေါ့ဗျာပွဲကြိုသုံးသက်ချက်ပေါ့ကျွန်တော်တို့ဒီမှာ injury ပြဿနာတွေကျွန်တော်ပြောသွားကြမယ်ပွဲထွက်လူစင်ဘယ်သူတွေပါနိုင်တယ်လဲကျွန်တော်ပြောသွားကြမယ်ဒါအပြင်နောက်ဆုံး6ပွဲနှစ်သင်းစလုံးဘလူရက်လက်တွေထွက်ပေါ်လာတယ်ဘလူရက်လက်တွေဒီပွဲပြီးထွက်ပေါ်လာနိုင်ခြေရှိတယ်လဲပေါ့ဆိုတော့ပထမအကြိမ်မှာ1-0ဆိုတဲ့ရက်လက်နဲ့ Liverpool ကနိုင်ထားတာဖြစ်တဲ့အတွက်ဒုတိယအကြိမ်ကဘာမဆိုဖြစ်နိုင်စွမ်းရှိနေတဲ့အနေအထားမျိုးပါအင်ရှင်ဖြစ်တဲ့အတွက် Liverpool ရဲ့ဘက်ကအားသာချက်ရှိပြီမဲ့လေလို့ပေါ့နော် ဒီ PSG နေနဲ့ပထမအကြော်တုန်းကတိုင်း MV ကွင်းမှာကစားပြီးတော့တကယ်ကောင်းတဲ့ရက်လက်တွေသာယူနိုင်မယ်ဆိုရင်သူတို့လည်းပဲ round of 16ကိုတက်သွားနိုင်စွမ်းအများကြီးရှိတယ်လို့ကျွန်တော်ယုံကြည်တိုင်းဆိုတော့ဒီနေ့တင်းဘယ်အသင်းနေနောက်တစ်ဆင့်ကိုကျွန်တော်တက်သွားကြမလဲညီကလို့နေနေရောဘယ်အသင်းက round of 16ကနေနောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်ထင်ကြလဲဆွေးနွေးကြပါဦးဆိုတော့ဒီ preview ကကျွန်တော်စပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲပထမအကြော်မှာဒီ PSG ရဲ့ဘက်ကကိုပေါ့ကွန်တီဘူးအချိန်29ချိန်တိကျွန်တော်ရှိခဲ့တယ် အကြိမ်20ဗာလေဒီ9ကြိမ်10ကြိမ်လောက်9ပေါက်တက်ပြီးတော့တကူးမှန်ကျွန်တော်နေမရခဲ့ဘူးဒါလီဗာပူးတင်းရဲ့ဘက်ကတော့အလစ်ဆန်ဘက်ကရဲ့တကယ်ကိုကောင်းတဲ့ကာကွယ်မှုတွေကနေတဆင့်ပေါ့ဗျာဆိုတော့ဟိုဒေါက်တာကိုကောင်းတဲ့ performance ပြခဲ့တာပါ PSG ရဲ့ဘက်ကအိမ်ခွင်းမှာတအားကောင်းခဲ့တာလီဗာပူးတင်းရဲ့ဘက်ကဘာစုဘာမှမလုပ်နိုင်ဘူးနော်ဆိုတော့တပွဲလုံးနေထားနေမှာကိုပေါက်ကင်သူမှု2ကြိမ်လေးလားကျွန်တော်ရတယ်တကြိမ်ကိုပေါက်တက်ပြီးတော့တကူရသွားတယ်ကိုသမားအီချင်းအများကြီးကွာသွားတဲ့အချိန်ကြီးကိုကျွန်တော်ပြသွားတာပဲ ။နောက်ဆိုတော့ over ကအလစ်ဆန်ဘတ်ကာက9နိုင်ပါတယ်ဆိုတဲ့အလုံးတွေကိုတဖုံဖုံပုံနေတဲ့အချိန်မှာဒနရူးမားကဘာစုဘာမှမလုပ်ရတဲ့အချိန်တလုံးလောက်ပဲကိုပေါက်တဲ့နဲ့တလုံးကိုသွားတယ်။ဆိုတော့တသိန်းလုံးနီးပါးကောင်းနေပြီမဲ့လို့ဒနရူးမားအနေနဲ့ဘလို့မှအဆင်မပြေခဲ့တာ။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဒီ PSG ရဲ့ဘက်ကတော့အဲ့လိုမျိုးဂိုးသမားအချင်းကြီးတော်တော်လေးစိုးရင်စရာတော့ကျွန်တော်ရှိတယ်ပေါ့ဗျာ။နော်ကျွန်တော်ရေးဆိုရင်ကျွန်တော်ရှိတယ်ဆိုတော့လီဗာပူးတင်းရဲ့ကွင်းမှာလာကစားတဲ့အခါမှာလည်း PSG အတွက်ဘလူးမတ်မလွယ်နိုင်ဘူး ဘလို့မှမလွယ်နိုင်ဘူးပေါ့နော်ဆိုတော့ PSG ဘလောက်ထိပြင်ဆင်လာမလဲ PSG ကသူတို့ဒီ weekend မှာကစားခဲ့တဲ့သူတို့ရဲ့ပြင်သစ်လီဂူပွဲမှာတော့၁၁ရောက်လုံးနီးပါးတိကိုသူတို့အနားပေးခဲ့တာနော်လူစင်းနေအမှန်ကန်အပြောင်းလဲလုပ်ထားခဲ့တယ်ဆိုတော့ဒီပွဲတွေဘာ injury ပြဿနာမှမရှိဘူးပထမအကြော်တုန်းကတိုင်းအပြည့်ဝကျွန်တော်ကစားနိုင်မဲ့အပြင်ကိုတချို့ကစားမတွေကအပြည့်ဝအနားရထားတာလေဘာဦးတင်းရဲ့ဘက်ကတော့စန့်ကျင်ဘက်ပါလေဘာဦးကဘယ်လိုပြောမလဲကျွန်တော်နားမလဲဘူးပေါ့နော်အာနီစလိုအနေနဲ့ဘာကြောင့်မြန်ဒီ South Tandon နဲ့ပွဲမှာလူစင်းအပြည့်ကြီးသူတုံးလိုက်တယ် ပီအက်ဂျီနယ်ပွဲမှာလည်းသူတို့တွေလူစင်းအပြည့်သူတို့တုံးတယ်ပရီးမီးယားလိမ်မှာလည်းဒုတိယနေရာကအာဆင်နယ်ကိုအမှတ်ဒီပါးတွေဖျက်ထားပြီးသွားပြီဗျာဖျက်ထားပြီးသွားတဲ့ဂျားထဲမှာကိုပဲသူတို့ကမရဘူးဗျာမင်းပွဲထွက်လူစင်းအပြည့်နဲ့ကိုသူတို့တုံးလာတော့မယ်အဲ့ဒီပွဲမှာ3-1နဲ့လာမှသူတို့နိုင်သွားတယ်ဒီနေရာမှာအလောက်ကြီးကြီးလူစင်းအပြည့်တုံးဆွဲဖို့လူခဲ့တယ်လို့ကျွန်တော်မထင်ဘူး နောက်တစ်ခုရှိတာကအာနီစရော့ကသူဝန်ခံသွားတာရှိတယ်။ဒိုမနီစိုဘိုဒလိုင်ကိုသူပွဲထွက်ခွင့်ပေးခဲ့တာကတော်တော်ကိုမှားတယ်လို့သူထင်သွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကစားမကပွဲတိုင်းနီးပါးပါရပြီးတော့ဝါရိတ်အရင်ကောင်းပြီးတော့တအားကိုလွတ်လွတ်ဝလွန်တဲ့ခါမှာလက်ရှိပင်ပန်းနေတဲ့လက္ခဏာဖြစ်သွားပြီ။ဆိုတော့လီဗာပူးသင်းနေတဲ့ဒီပွဲမှာနံပါတ်10မှာဟာဗီအီလီယော့ကိုကျွန်တော်မြင်ကောင်းမြင်ရနိုင်တယ်။ဟာဗီအီလီယော့ပဲကျွန်တော်ဖြစ်ဖြစ်ကျွန်တော်ဒီဗာလဲကာလီဂျုံးစ်ပဲကျွန်တော်ဖြစ်ဖြစ်မြင်ကောင်းမြင်ရနိုင်တယ်။ ဒိုမနစ်ဆိုဖို့တလိုင်းမပါကောင်းမပါနိုင်ဘူးပေါ့နော်။ဒါမျိုးတို့ဒီလိုပွဲမျိုးမှာတော့အရေးကြီးတဲ့ကစားမတစ်ယောက်ကိုမထည့်ဘူးဆိုတာမျိုးကတော့နည်းပါတယ်။အကယ်လို့မြန်အရန်ပင်ပန်းနေတာတော့ကကျွန်တော်လွဲရင်ပေါ့ဗျာ။ဆိုတော့ဒါကလက်ရှိပေါ့နော်ကျွန်တော်အချိန်ဒီပေါ့။ဆိုတော့နှစ်သင်းစလုံးရဲ့ injury ပြဿနာတွေကိုကျွန်တော်ကြည့်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါအကုန်လုံးကဒဏ်ရာပြဿနာကင်းတယ်လို့ကျွန်တော်ပြောရမယ်။နော်အကုံလုံးကတန်ရာပြဿနာကင်းတယ်လို့ကျွန်တော်ပြောရမယ်လေပါဦးတင်းရဲ့ဘက်ကတော့ကူရီကပူကဒီပွဲမှာပြန်ပါမဲ့အချိန်မျိုးပါအကယ်လို့ပွဲထွက်လူစင်းမဟုတ်တော့မှ ဲ့တော့အရန်လူစင်းနဲ့မှာပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကော်နာဘရက်ဒလီတို့ဂျူဂူမက်စ်တို့ပေါ့နော် ပြောရှင်ရင်ကျွန်တော်တိုင်လာမော်ဒန်တို့လောက်ပဲကျွန်တော်ဒါလွဲချုံမဲ့အနေထားမျိုးပါ။ဆိုတော့ PSG ရဲ့ဘက်ကတော့လုံးဝတရောက်ချီသွန်းပြနေတဲ့ဥစမန်ဒမ်ဘလီတို့ပြန်ပြီးတော့ပါလာဖို့ရှိသလိုကဖာရာနဲ့ကျွန်တော်ဒီတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဘရက်ဒလီပါကူလာတို့လူကစားမတွေပြန်ပြီးတော့ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကွင်းလယ်မှာလည်းပဲကျွန်တော်ဒါဒီဗီတင်ညာတို့ပေါ့နော်ဒါဂျောင်နီဘက်စ်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒီဖာဗီယန်ရူဝီစ်တို့ ਨੇ ပြန်ပါပြီးတော့နောက်တန်းကလည်းပဲသူရဲ့အကောင်ဆုံးနောက်တန်း အာဒီနေမှာဝီလျံပါချိုပြီးလို့ရှိရင်ပါတယ်မာကွင်းဟိုးစ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ကနူနူမန်ဒက်စ်ဟာကီမီပေါ့ကိုသမားကတော့ပြောင်းလဲတရားမရှိဘူးပဲဒီကိုသမားပဲအမှန်ကန်တာပြောင်းလဲလို့ရရင်မင်းဒေါ်နရူမာတို့ဘာလို့ဆိုတော့300ကိုမရှိတော့ဘူးအဲ့လောက်ထိညံ့တာဒီလားဒေါ်နရူမာတို့ဘာလို့ပါဆိုတော့လူစင်းင်းကနှစ်သိန်းစလုံးကအပြည့်ဝပါနေမဲ့အနေထားမျိုးပါလီဗာပူးတင်းရဲ့ဘက်မှာလည်းပဲပင်ပန်းတို့ကအနာပေးရင်ပေးရမယ်ဘာ injury ပြဿနာမှန်သူတို့ရှိမနေဘူးပေါ့နော်ဆိုတော့ဒါဟာနှစ်သိန်းစလုံးရဲ့ injury ပြဿနာအခြေအနေတွေတရင်နေပေါ့ဗျာ ဟိုနောက်ဆုံးပွဲစဉ်တွေဖော်မနီကိုကျွန်တော်တို့ကြည့်ရရင်လေဘာဦးတင်ရဲ့ဘက်ကချန်ပီယံစ်လိနောက်ဆုံးနော်ချန်ပီယံစ်လိနောက်ဆုံး6ပွဲကိုကျွန်တော်တို့ကြည့်ရင်သူတို့တပွဲပဲရှုံးနေထားပါသေးတယ်ပြီးလို့ရှိရင်6ပွဲ5 5ပွဲတိသူတို့နိုင်ထားတယ်အဲ့ဒီရှုံးနေထားတဲ့တပွဲကကျွန်တော်တို့ဒီ playoff တွေဘာတွေမတိုင်ခင်ကပေါ့နော်ဒါပြိုင်ဒီအုပ်စုတွင်နောက်ဆုံးနောက်ဆုံးတပွဲပါလူစင်းတွေဘာတွေအမှန်ကအပြောင်းလဲလုပ်ပြီးတော့သူတို့တွေပွန်ရှုံးသွားတယ် ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲကိုကြည့်တော့သူတို့တည်ရီတပွဲကျသွားပြီးတော့နောက်ဆုံး9ပွဲတိကျလို့နိုင်ထားတယ်။ဆိုတော့ PSG ရဲ့ဘက်ကချန်ပီယံစ်လိနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်နောက်ဆုံး9ပွဲစလိုက်နိုင်ထားပြီးတော့ Liverpool ကိုရှုံးနေထားတယ်။တပွဲရှုံးနေထားတယ်ပေါ့နော်။ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာလည်းအဲ့ဒီ Liverpool ကိုရှုံးနေထားတဲ့ပွဲပဲရှိတာ။လူစင်းနေအမှန်ကန်အပြောင်းလဲလုပ်ခဲ့တာတော့မှ PSG ကဂျားထဲမှာဒီပြင်းသစ်လေးကူမှာနိုင်သွားတော့မယ်။ဆိုတော့ဟိုဘယ်လိုပြောမလဲဒီပွဲက MP RB နဲ့နှစ်သင်းစလုံးကျွန်တော်ကောင်းကောင်းကစားနိုင်ကြမှာ။ ဆိုညကရောဘလို့ရလက်တွေထွက်ပေါ်လာမယ်ထင်ကြတယ်ကျွန်တော်ကတော့ဗောနော်အင်ရှင်ဖြစ်တယ်ဗျအင်ရှင်လည်းဖြစ်တယ်ပြီးလို့ရှိရင်အင်အင်ရှင်အာသာချက်တို့ပါလို့လည်းရှိတယ်ဆိုတော့လီဗာပူးသင်းရဲ့ဘက်ကတော့ပထမပထမအကြော့လိုကြီးတို့သူတို့ကစားလို့မရဘူးပထမအကြော့ထက်ပိုကောင်းတဲ့ performance တွေတော့သူတို့ပြနိုင်မှာတော့ကျွန်တော်ရမယ်ပထမအကြော့တုန်းကတိုင်ကစားလို့တော့သူတို့မရတာသိကြရတယ်ဘာလို့လဲဆိုတော့ဒီဒီချိန်ကြလို့ရှိရင်ကိုပြောရတယ် PSG ရဲ့ဘက်ကပထမအကြော့တုန်းကသူတို့အင်ကွင်းကအတိုင်းကသူတို့ကစားနိုင်မယ်ဆိုလို့ရင်ဂိုးမရပဲနဲ့တော့သူတို့မနေတော့ဘူးတနည်းမဟုတ်တနည်းတော့ဂိုးကတော့ရတော့မှာ တနီမို့တနီကိုကတော့ကျွန်တော်ရတော့မှာဒါသိကြတယ်ဆိုတော့လေပါဦးသင်ပထမအကြော်တုန်းကတိုင်းသူတို့ကစားလို့မရဘူးဂိမ်းပလန်တွေသူတို့ပြောင်းมาရမယ်ကောင်တာအထက်တီပါတွေကို အားပြုဖို့သူတို့ကြိုးပမ်းမိမယ် PSG ဘက်မှာကနံပါတ်1ပြ position ကစားဖို့အတွက်ကွင်းလယ်ကစားမှာ၃ယောက်ကတအားကိုကောင်းလုံးနေကွင်းလယ်မှာဘောလုံးပိုင်ဆိုင်မှုရှင်ကစားလို့သူတို့မရဘူးနံပါတ်2ကောင်တာအထက်သွားခြင်း ਨੇ ဒါပေမဲ့လို့ PSG ရဲ့ဗောနော Nuno Mendes တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဟာကီမီတို့လိုကစားမတွေကတယောက်ချင်းတယောက်အရန်တားနေတဲ့ကစားမတွေ ဒါ့အပြင်မာကွင်ဟိုးစ်တို့ဝီလျံပါချိုရုဆိုတာမျိုးကလည်းအမြင်ပေါ်တွေဘာတွေဆိုတာမျိုးကပေါ့နော်ကျွန်တော်လုံးဝတယောက်ချင်းတယောက်ကအပိုင်နိုင်ဆုံးကစားမားတွေကျွန်တော်ပြီးခဲ့တဲ့ပြီးခဲ့တဲ့ပရမချုံမှာတော့ဒါဝင်နူးနက်စ်ကအမြင်ပေါ်တော်တော်ကောင်းတာဆိုတော့အဲ့ဒီဒါဝင်နူးနက်စ်ဝင်လာတဲ့နောက်ပိုင်းမှာဒီကောင်တွေတိုင်ပတ်သွားတာဆိုတော့တေးကြတဲ့ဒါဝင်နူးနက်စ်ကိုပွဲထွက်လာဖို့တော့မရှိဘူးဒါဝင်နူးနက်စ်ကိုပွဲထွက်ခွင့်ပေးလာဖို့မရှိတဲ့လီဗာပူးသင်းနေနဲ့ပရမအကျိုးတုံးကတိုင်ဝင်သူတို့ရှင်းနိုင်ကစားလို့မရအောင်နောက်တစ်ခုကလည်း game plan ကအများကြီးပြောင်းလဲလို့ကျွန်တော်မရဘူးကျွန်တော်ဒီ Arnis လို့ပြောထားတာဆိုကျွန်တော်ရှိရဗျာ ဒီ PSG ကဗောနောဘောလုံးပိုင်ဆိုင်မှုကျွန်တော်တို့ကစားတာတအားကောင်းတယ်ပြီးလို့ရှိရင်ဒီ man man ဒီဗာလဲဒီ man marking ကတ်တာတအားကောင်းနေပေါ့ပြီးလို့ရှိရင်ပြောလို့ဗာလို့လဲဆို PSG ကဟာဟိုကောင်ကဆာလာကိုနှစ်ယောက်ကတ်လိုက်ဟိဗာလေးအဲ့လိုမလာဘူးဗျာတယောက်စုတယောက်ပဲ pressing လဲသူတို့အရန်ကောင်းနေတအားလဲမြင်နေကစားမားတွေဗျာ Nuno Mendes เนาะ William Pacho ကျွန်တော် Hakimi တအားမြင်နေကစားမားတွေတိုက်စစ်ကလည်းကျွန်တော် Kvara တို့ Bradley Barcola တို့ပြီးလို့ရှိရင် Usman Dembele တို့တအားမြင်နေကစားမားတွေ ကွင်းတွေကလည်းဂျောင်နီဘက်စ်တို့ဂျူဝဲစတီတာအကောင့်တွေဗီတင်ညာတို့เนาะပရက်စ်ရစစ်စတန့်တအားကောင့်တွေဖာဘီယန်ရူဝီစ်တို့เนาะမူဗ်မန့်တွေတအားကောင့်တွေဒါမျိုးတွေဆိုတော့ဟိုလီဗာပူးတင်ရဲ့ဘက်ကကောင်တာအတက်သွားမယ်ဆိုရင်တော့မှဆာလာတို့ပထမအကြုပ်ယုံကန်ခဲ့ရတယ်လို့တိုင်ပတ်ဦးမှာပဲ position gain နဲ့ရှင်ပန်ကစားဖို့ကလည်းဟိုကောင်တွေရဲ့ PSG ရဲ့ press ကိုသူတို့ရှင်ကစားဖို့နိုင်ငံမရှိဘူးဒါသိကြတယ်။ဒါကြောင့်ဘယ်တော့လီဗာပူးတင်အတွက်ရွေးချယ်စရာမရှိဘူး။ သူတို့အရင်နဲ့ပေါ့နော်တက်နိုင်တဲ့မြောက် position ကစားတာကိုလက်လွတ်မှဖြစ်မယ်လက်လွတ်ပြီးတော့အရေးစွန်ပြီးတော့ counter attack ကြီးပဲသူတို့ဥတီရမှာပဲဒီနေရာမှာတယောက်ချင်းတယောက်လူကက်တဲ့ PSG ကစားမားတွေကိုသာကောင်းကောင်းကြော်နိုင်နေသလိုရှင်တော့အဖြေကပေါ်ကောင်းပေါ်လာနေတယ်ဒါမှမဟုတ်ပေါ့နော်ကျွန်တော်တော့ PSG ရဲ့ဘက်ကတော့ဒါရက်လက်တီပါတွေကောင်းကောင်းယူပြနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဝမ်စီနဲ့သူတို့ရှုံးနေထားပြီးသားဆိုတော့ PSG ဘက်မှာတိထက်ပို့ပြီးတော့ရှုံးနေကြအကြောင်းမရှိတော့ဘူးလီဗာပူးတင်းရဲ့ဘက်ကတော့တတိထားကစားမှာငါတို့ဝမ်စီနဲ့နိုင်ထားတယ် အများအားဖြင့်ငါတို့သူတို့ကိုရှင်ကစားလို့လည်းမလွယ်ဘူးအိမ်ဝင်းဖြစ်ပေမဲ့လည်းလို့ပေါ့နော်ဂိမ်းပလန်ကကိုယ့်လက်ထဲမှာရှိမနေဘူးဆိုတော့တေးကြတယ်လီဗာပူးသင်းရဲ့ဘက်ကတော့ရှိတဲ့ရလက်ကိုရောက်အောင်ထိရင်နဲ့ကျွန်တော်ကအရင်ကြီး risk မယူဘဲနဲ့ကစားသွားရမှာပီအက်ဂျီရဲ့ဘက်ကတော့ okay ငါတို့ဒီထက်ပိုရှုံလဲထွက်ရမှာပဲဒီလောက်ရှုံလဲထွက်ရမှာလဲတေးကြလဲထွက်ရမှာပဲတေးကြပေါ့နိုင်ကိုနိုင်မရမယ်ဆိုတဲ့ပွဲမျိုးမှာဒုတိယဒုတိယအကြော်လဲကျွန်တော်ဖြစ်နေတယ်ပြီးခဲ့တဲ့ပွဲမှာလဲလူတွေအများကြီးနဲ့အနားပေးထားတယ်ဆိုတော့ ပြဲကြည်နေတဲ့အမှန်ကန်ကိုဖိအားပေးကစားလာရင်လည်းပရမကျော်တို့ကတက်ဖို့အန်ဒီရဲ့များတဲ့လက္ခဏာတွေကိုတွေးကောင်းတွေးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့လစ်ဘာပူးတင်တို့ကအခက်မသိရင်ပြုတ်ကြကြံခဲ့မဲ့ချီနေမျိုးပါ။ဒါမျိုးလိုပေါ့နော်အန်ဖီဆိုတာကဥရောပပွဲစဉ်တွေမှာဆိုလို့ရှိရင်အရန်အန်ဒီရဲ့များတဲ့ကွင်တွင်ပြိသက်တီတွေပါပေါ့နော်သူဘယ်လိုပြောမလဲ sorry ပါလေဒီပြိုင်ဘက်အတင်းတွေတော်တော်ကိုအန်ဒီရဲ့များတဲ့ကွင်တွင်ပြင်ကျွန်တော်တွေ့နေရတာဒါအပြင်အန်ဖီကွင်းမှာလည်းဒီယာဒီမှာသူတို့ကောင်းပါတယ်ဆိုတဲ့အတင်းတွေကိုရှင်ကစားပြီးတော့ပေါ့နော် ကျွန်တော်ဒီဒုက္ခတွေပါတွေပေးအနိုင်ရလက်တွေပါတွေယူပြနိုင်ခဲ့ပြီးသွားပြီ Champions League ပွဲစဉ်တွေတော့တွင်မှာကျွန်တော် PSG ကိုလည်းသူတို့ထပ်ပြီးတော့ဒုက္ခပေးဦးမယ်ချင်နေမျိုးပါ1-0နဲ့သူတို့ကအားသာချက်လက်ရှိတယ်ဆိုတော့မလိုအပ်တဲ့ risk တွေကိုယူစရာတော့မလိုတဲ့အသင်းမျိုးပါကျွန်တော် PSG တွေနဲ့ဖောင်ဖြတ်ပြီးတော့ကစားလာဖို့เนาะအမှန်ကန်တွန်းအားပေးကစားလာဖို့ရှိတဲ့ပွဲမျိုးမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြတယ် PSG ရဲ့ဘက်ကသာ1-0လောက်နဲ့နိုင်ထားတယ်ဆိုလို့ရှိရင်တော့ဒီဒီပထမအပိုင်းဆဆတာနေပေါ့နော်ပထမမြေမှာ1-0လောက်နဲ့နိုင်နေတယ်ဆိုလို့ရှိရင်တော့တော်တော်ကိုကြည့်ကောင်းပါဒီတပ်တပွဲလုံးနေထားနေက ဒါပေမဲ့လို့ဒီပွဲက PSG ရဲ့ဘက်ကအများကြီးဖိအားပေးပြီးတော့ကစားမဲ့ပွဲလို့ကျွန်တော်ထင်တယ်။လီဗာပူးအသင်းဘယ်လောက်ထိတားဆီးနိုင်မလဲ။နောက်တစ်ဆင့်ကိုဘယ်အသင်းတက်မယ်လို့ညီကလို့ထင်ကြလဲ။ဆွေးနွေးကြပါဦး။ကြည့်ချွာပြီးတဲ့ညီကိုများလည်းကိုကျေးဇူးများကြီးတင်ပါတယ်။